မင်္ဂလာပါ5 star hospitality မြန်မာကနေကြိုဆိုပါရစေ။ကျွန်တော်တို့ဟိုတယ်လုပ်ငန်းသုံးအင်္ဂလိပ်စကားပြောပုံစံပတ်တံလေးတွေ vocabulary လေးတွေသင်ကြား sharing လုပ်ပေးနေတဲ့ program ကနေပြီးတော့ပြန်လည်တင်ဆက်တာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဒီ housekeeping ဝန်ထမ်းတွေတုံးနေပေါ့နော်။ကျွန်တော်အိမ်ခန်းဆောင်ထိမ့်သိမ်းစောင့်ရှောက်တဲ့ဝန်ထမ်းတွေတုံးနေဒီ cleaning နဲ့ amenities တွေအကြောင်းကိုကျွန်တော်တို့ vocabulary အစွဲထုတ်ထားပါတယ်။မြန်မာလိုအခေါ်ဆိုတော့ meaning ပေါ့နော်။ဒီ စကားလုံးလေးတွေကိုဘယ်လိုခေါ်ရဲဆိုရဲ meaning လေးတွေကိုကျွန်တော်တို့ထုတ်ထားတဲ့စကားလုံးလေးတွေပြောပြပေးသွားပါမယ်။ဒါကတော့ mop ပါကျွန်တော်တို့ mop တိုက်တယ်လို့လည်းခေါ်ရဲပေါ့နော်ကျွန်တော်ဒီတပြက်စည်းလေးကိုရေးစွတ်ပြီးတော့ကျမ်းပြင်ပေါ့နော်အထူးသဖြင့်ကြွေပြားကိုကျွန်တော်တန်ရှင်းလောက်တာခေါ်ပါတယ်။ mopping လောက်တယ်လို့လည်းခေါ်ပါတယ်။ mop ပါနောက်တစ်ခုကကျွန်တော် broom ပေါ့နော်ကျွန်တော်တပြက်စည်းပါပဲ ကျွန်တော်ပုံမှန်အိမ်ဒီမှာလဲနေတဲ့တပစ္စည်းလိုပုံစံမျိုးပါပဲဒါကို cleansing လုပ်တဲ့ bone broom လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ dust pan ပေါ့နော် dust ကကျတော့ကျွန်တော်တို့ဖုံကိုပြောတယ်ပေါ့နော် pan ကကျတော့ကော်ပြားပေါ့နော်ကျွန်တော်တို့ကော်ပြားဖြစ်ပါတယ် vacuum cleanser လို့ခေါ်ပါတယ်ကျွန်တော်တို့ vacuum ဆွဲတယ်ဖုံစုပ်တယ်ဆိုတော့ဖုံစုပ်ဆက်ကိုခေါ်တာဖြစ်ပါတယ် steam cleanser ဖြစ်ပါတယ်ကျွန်တော်တို့ဒီရင်နွေးငွေ့လေးတွေထုတ်ပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီညစ်ပတ်နေတာတွေကိုတန်ရှင်းလုပ်ပေးတယ် sanitize လုပ်ပေးတယ်ပေါ့เนาะ deep cleaning လုပ်တဲ့အခါမှာလည်းကျွန်တော်တို့တုံးတယ် steam cleanser ဖြစ်ပါတယ်ရင်နွေးငွေ့ကို steam လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်တို့ cleaning clothes ပေါ့เนาะကျွန်တော်တို့အဝတ်အစားဒီအဝတ်တုတ်တယ်ပေါ့เนาะဖုံနေပါတယ်တုတ်တယ်အဝတ်ကို ဖုံတုတ်တဲ့အဝတ်ကိုခေါ်တာဖြစ်ပါတယ် duster ဖြစ်ပါတယ်ကျွန်တော်တို့ဖုံတုပ်တဲ့အနေအားမှာသုံးပါတယ် duster ပါဒါတော့ scrapping လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ scrap လုပ်တဲ့အချိန်ကျွန်တော်တို့ put တိုက်ပြီးတော့တန်ရှင်းရေးလုပ်တဲ့အချိန်တွေမှာသုံးပါတယ်အဲ့တော့ကျွန်တော်တန်ရှေးသုံးတဲ့အခါမှာအမြဲတမ်းရေထဲတာဖြစ်ဖြစ်ကျွန်တော် easy လို့လို chemical တစ်ခုခုဖြော်ပြီးတော့ဖြစ်ဖြစ်ထဲတဲ့ bucket ဖြစ်ပါတယ်ရေပုံးလိုမျိုးသုံးတဲ့ bucket ဖြစ်ပါတယ် ဒါတော့ spray bottle ပေါ့နော်ကျွန်တော်တို့ disinfect လုပ်တဲ့အခါမှာပဲဖြစ်စေကျွန်တော်တို့တစ်ခုခုပေါ့နော် spray ဖြန်းပြီးတော့တန်ရှင်လုပ်တဲ့အခါမှန်ကြီးဈေးတွေထည့်တဲ့အခါမှာသုံးတဲ့ပစ္စည်းဖြစ်ပါတယ် spray bottle ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အမိုက်အိတ်ပေါ့နော် garbage bag လို့ခေါ်ပါတယ် trash bag လို့လည်းခေါ်ကြတာရှိပါတယ်တကယ်လို့ဧည့်သည်ကိုအမိုက်အိတ်တောင်းနေဆိုရင် garbage bag လို့ခေါ်ပါလိမ့်မယ် ဒါတော့ကျွန်တော်တို့တန်ရှင်းလုပ်တဲ့အခါမှာသုံးတဲ့ cleaning glove ဖြစ်ပါတယ်လက်အိတ်ကို glove လို့ခေါ်ပါတယ်ကျွန်တော် plastic ကို သုံးတာလည်းရှိသလိုအသားကတ်တဲ့ glove တွေလည်းကျွန်တော်သုံးကြပါတယ် housekeeping department မှာကကျွန်တော် chemical အပျော့အပျော့စားအပြင်းစားအမျိုးမျိုးကန်ရတာဖြစ်တဲ့အတွက်တန်ရှင်းလုပ်တဲ့အချိန်မှာဒီ chemical တွေထိတွေ့တဲ့အချိန်မှာလက်အိတ်ကိုဝတ်ဖို့မမေ့ပါနဲ့ အနေငယ်လက်ပူတာတို့အလုံးလောကန်ရတာခတ်တာတို့ဆက်ဆောင်ဝင်ခြင်းမှာဖြစ်တတ်တယ်ဆိုပေမဲ့လို့ကီမီကယ်တွေဟာအနေနဲ့အများစုသူတို့ပြင်းပါတယ်တချို့ကီမီကယ်တွေကကျွန်တော်တို့လက်အည်ပြားနဲ့တစ်စက်ခန္ဓာကိုယ်ထဲဝင်နိုင်တဲ့အထိပြင်းတဲ့ကီမီကယ်အပြင်းစားတွေလည်းရှိပါတယ်အဲ့တော့ကိုက easy လိုမျိုးဒီ great light ပေါ့เนาะဒါ housekeeping department မှာလည်းသင်ပေးပါလိမ့်မယ် great light chemical အပြင်းအပြော့တွေရှိပါတယ်အဲ့ဒီပုံမူတည်ပြီးတော့ကိုဝတ်စားတဲ့အဝတ်ဒီလက်အိတ်ကိုပေါ့เนาะဝတ်ဆင်ရမှာဖြစ်ပါတယ် ါကတော့ကျွန်တော်တို့ housekeeping မှာသုံးမဲ့ပစ္စည်းတွေကိုတင်တဲ့ trolley ဖြစ်ပါတယ် cleaning trolley ဖြစ်ပါတယ်ဒါကတော့ကျွန်တော် liquid laundry detergent ဖြစ်ပါတယ်စက်ပြာအရေးပေါ့နော်ဒါကတော့ disinfect ဖြစ်ပါတယ်ကျွန်တော်တို့အရင်တော့ဆိုရင် covid ဒီပါးဖြစ်တဲ့အချိန်မှာဆိုရင်ဒါကိုနေရာတိုင်းမှာတုံးရပါတယ်။အဲ့ဒါထိုင်သွားတဲ့နေရာတွေမှာကျွန်တော်တန်ရှင်းလေးလုပ်ရတယ်။ lobby တွေမှာတန်ရှင်းလေးလုပ်ရတယ်။ ကျွန်တော် reception counter ထဲမှာတယောက်လာသွားပြီဆိုရင်ဒါ disinfect လုပ်ပြန်တော့ပြီးရင်နောက်တယောက်လာထပ်ပြီးတော့တန်ရှင်းလုပ်ရတာမျိုးရှိပါတယ်ဒါတော့ cleaner ပေါ့နော်ကျွန်တော် multi purpose cleaner တွေဖြစ်ပါတယ် glass cleaner ဖြစ်ပါတယ်ကျွန်တော်တို့မှန်ကြည်ဆေးအနေနဲ့သုံးတာဖြစ်ပါတယ် floor cleaner ဖြစ်ပါတယ်ကျွန်တော်တို့ကျန်းပြင်ကိုတိုက်တဲ့အချိန်မှာသုံးတာဖြစ်ပါတယ် ဒါတော့ toilet bowl cleaner ဖြစ်ပါတယ်ကျွန်တော်တို့အိမ်သားအထည်တဲ့အခွက်ကြီးပေါ့နော်အဲ့ဒီအိမ်သားခွက်ကြီးကိုတန်ရှင်းလုပ်မယ်ဆိုလို့ရှိရင် hygiene နဲ့ညီအောင်တန်ရှင်းလုပ်မယ်ဆိုရင်သုံးတဲ့ cleaner ဖြစ်ပါတယ် air freshener ဖြစ်ပါတယ်ကျွန်တော်တို့လက်နဲ့ဖျန်းတာရှိသလိုအခုခင်ပါဆိုရင်တော့ electronic ပေါ့နော်လျှက်စစ်ဟိုပေးပြီးတော့သူ့အလိုအလျောက် air fresh လုပ်ပေးတဲ့ဟာမျိုးလည်းရှိပါတယ်ကျွန်တော်တို့ ဒီလိုပုံစံမျိုးအလားတူ humidifier လို့ပုံစံမျိုးလေးတွေသုံးလာကြတာလည်းတွေ့ရမှာဖြစ်ပါတယ်။အခန်းထဲကလေကိုတန့်စင်ပေးတာဖြစ်ပါတယ်။ဒါတော့ descale လုပ်ပေးတဲ့ descaler ဖြစ်ပါတယ်။ကျွန်တော်အထူးသဖြင့် bathroom နဲ့မှာသုံးနေပေါ့နော်ကျွန်တော်တို့နောက်ပြီးတော့ဒီ kettle ပေါ့နော်ကျွန်တော်တို့ရင်ွေးအိုးတွေအာ heater တွေပေါ့နော် water heater တွေလိုမျိုးနေရာတွေမှာကျွန်တော်ဂျိုမက်ဂနီဆီယမ်ကြောင့် calcium ကြောင့်ဂျိုးတွေတက်တက်တဲ့အဝါရောင်တွေအဖြူရောင်တွေအညူရောင်တွေအဲ့လိုမျိုးဂျိုးတက်နေတာတွေကိုဂျိုးချစ်တဲ့အနေနဲ့ပေါ့နော်သုံးတဲ့ descale လုပ်ပြီးတဲ့ chemical ဖြစ်ပါတယ်ဒါတော့ bleach ပဲဖြစ်ပါတယ်သူကလည်းအယောင်ချွတ်တာပဲပေါ့နော်အထူးသဖြင့်သူကတော့စွန်းထင်းနေတဲ့အရာကိုချွတ်တယ်အဖြူအောင်ဖြစ်တဲ့ပစ္စည်းတွေမှာပို့ပြီးတော့တုံးတယ်အဖြူအောင်ပို့ပြီးတော့တောက်ပါစီတယ်ပေါ့နော် ဒါတော့ fabric soft tanner ဖြစ်ပါတယ် fabric ဆိုတာကြတော့ကျွန်တော်တို့အဝတ်အထည်တွေပေါ့နော် အထည်အစတွေ laundry တွေအားမျိုးပြောတာပါ soft tanner ကတော့နူးညံ့အောင်လုပ်ပေးတဲ့အရာဖြစ်ပါတယ်ဒါတော့ shampoo ပါကျွန်တော်တို့ရေချိုးခန်းနေထဲမှာဆိုရင်ဧည့်သည်က shampoo အစ်တောင်းတာတို့ conditioner အစ်တောင်းတာတို့ဆိုရင်ဒါမျိုးပေးရမှာဖြစ်ပါတယ် ဒါတော့ body wash ပေါ့နော်ကျွန်တော်တို့ body wash ကိုနှစ်မျိုးသုံးမျိုးလောက်တော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ထင်ပါတယ်ကျွန်တော်ဆက်ပြာခဲအနေနဲ့ထားကြတယ်ဆက်ပြာအရင်အနေနဲ့ထားကြတယ်နောက်တစ်ခုကကျွန်တော် butt up ထဲမှာပေါ့နော်ရေစိမ်းနဲ့ butt up ထဲမှာသုံးဖို့အတွက် body wash တစ်မျိုးလည်းသုံးနေရတော့ကျွန်တော်တို့ထားကြတွေ့ရပါလိမ့်မယ်ဒါတော့ဆက်ပြာအရင်တိုက်ပေါ့နော်ဆက်ပြာအခဲတိုက်ပို့ကြတော့ကျွန်တော်တို့က soap လို့လည်းခေါ်တယ် soap bar လို့လည်းခေါ်ကြရပါတော့ soap bar ဆိုလို့ရှိရင်နော် soap bar အခဲဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်